ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်မေလ30ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီကနေ့ညမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေထဲမှာတော်ကြပါတော့ရက်ကြပါတော့မလုကြပါနဲ့တော့ဆိုပြီးတပူပူတစားစားអော်လာတဲ့သူတယောက်ရှိပါတယ်ဒါကတော့တခြားသူမဟုတ်ပါဘူးအကျန်းဖက်ဖက်စစ်တက်ရဲ့ခေါင်းဆောင်ဘဘကြီးမင်းအောင်နိုင်ပဲဖြစ်ပါတယ်သူကဘလို့អော်လဲဆိုရင် EOS တိုင်းလား လက်နက်ကင်နေနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ယာယီအပြစ်ခတ်ရက်စဲမှုကိုလိုက်နာပေးကြပါဆိုပြီးတော့ပြောဆိုလာတာပါအဲ့တော့ဒီသတင်းပြည်စုံကိုလည်းနားဆင်ရမှာပါနောက်ထပ်ကျွန်တော်တို့ရှမ်းတောင်ဘက်ကဒီပင်လောင်းမြို့နယ်စောင်းမြောင်းကြီးရွာမှာရှိတဲ့စစ်တပ်စခန်းတွေကိုသိမ်းပိုက်ရရှိပြီးဒီအကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ဘုံမှုတွေအပါဝင်စစ်သားများသားအများပြားတည်ဆုံးပြီးတော့တုံမန်းနေနဲ့လက်နက်ခဲယမ်းတွေလည်းအပုံအပင် ရရှိတဲ့ဝန်သားတရားကောင်းတဲ့သတင်းကိုလည်းဆက်ပြီးတော့နားဆင်ရဖို့ရှိနေပါသေးတယ်။နောက်ထပ်တစ်ပုဒ်ကတော့အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့တပ်ဖွဲ့ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါဝင်အရာရှိကြီးတွေနဲ့ဒီလက်နက်စက်ရုံမှု28ဦးရဲ့အမည်စရင်းကိုအေးအေးယူနိုင်ဖို့အတွက်ထုတ်ပြန်လိုက်ပါပြီခင်ဗျာအဲ့တော့ကံမြင့်တန်းတော့ဘယ်ချိန်ကံနှိမ့်တန်းဖြစ်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပါမြန်မာထိုင်းနယ်သက်မှာရှိတဲ့ အကြမ်းမဲ့ဆက်ရှုံးကောင်စီရဲ့တပ်စခန်း၅ခုကိုတော်လိုင်းရေးပူပေါင်းတပ်က၈ရက်အတွင်းမှာသိမ်းပိုက်လိုက်ပါတယ်စခန်း၅ခုကို၈ရက်ထဲနဲ့သိမ်းလိုက်တဲ့ဖြစ်စဉ်မှာဒါကြောင့်မို့လို့ဘဘက်ကြီးကလည်းတော်ကြပါတော့မလုပ်ကြပါနဲ့တော့ရက်ကြပါတော့ဆိုပြီးတော့အော်တာဖြစ်မှာပါအဲ့တော့အကြမ်းမဲ့ဆက်ရှုံးကောင်စီကဘာတွေထပ်ပြေးကြံစီထုတ်နေပြန်လဲဆိုရင်မြစ်ဆုံစီမံကိန်းပြန်ဆဖို့အတွက်အကြမ်းမဲ့ဆက်ရှုံးကောင်စီကအကြံထုတ်နေပါတယ်တိုင်းပြည်မှာလည်းရောင်းစားစရာဆိုလို့အခုမဲ့ ကျွန်တော်တို့ဒီကောင်တင်ဆက်ပြီးတော့တတ်ဆိုးရှည်လေးလေးတိုင်းပြည်ကပို့ပြီးတော့အဲ့ဒီအခွန်တော်မှဂျိုးကန်နေတဲ့ဟာကိုကုတ်ကက်ခွာပြီးတော့ရောင်းမဲ့နေထားရှိပါတယ်အဲ့တော့မြေဆုံစီမံကိန်းကိုပြန်ဆောက်ဖို့ဘလို့တွေကြံစီနေလဲဆိုတော့သတင်းပါဝင်ဒီကနေ့ညမှာထူးထူးခြားခြားတွေ့မြင်ရမယ့်သတင်းတွေကိုစတင်ပြီးတော့တင်ဆက်ပေးတော့မှာပါအဲ့တော့ပထမဆုံးအနေနဲ့တော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ EOSD ဒေါ်လန်ရင်အင်အားစုတွေအနေနဲ့ယာယီအပြစ်ရမှုကိုလိုက်နာပေးဖို့စစ်ကောင်းဆောင်ကတိုက်တွန်းကြောင်းပြောဆိုပါတယ် အနာသိစေကောင်းဆောင်မင်းအောင်နိုင်ကနေပြီးတော့မှမနေ့ကမေလ26ရက်ကပြုလုပ်တဲ့မြမငလျင်ဘေးအတွက်ဒုတိယကြိမ်အလူငွေဝေးပေးအပ်ပွဲမှာအခုလိုမျိုးထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကို ရှေ့ရှုပြီးဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တပ်ဆိုင်သူတွေအနေနဲ့ရာရာအဖြစ်အပြစ်ခတ်ရဆက်ထားတဲ့အပေါ်အလေးထားပြီးတော့စဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုတယ်ဆိုပြီးစေကောင်းဆောင်မင်းအောင်နိုင်ကပြောဆိုလိုက်တာပါ။ ်ဆက်ရှုံးကောင်စီကပြီးခဲ့တဲ့မတ်လအတွင်းကစကိုင်းကလင်ကြီးလှုပ်ခတ်တဲ့အတွက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဆိုပြီးဧပြီလ၂ရက်ကစတင်ပြီးတော့အခုမေလကုန်ထိယာယီအပြစ်ခတ်ရစဲကြောင်းအပြစ်ရတက်တန်းတူးဒီအချင်းချင်းတူးမြင့်ကြောင်းကိုဆက်ရှုံးကောင်စီရဲ့ဝါရဖြန့်ရုပ်တံ MRTV တို့လိုရုပ်တံတွေမြရီတို့လိုရုပ်တံတွေကနေကြေညာခဲ့ပါတယ်ဒါပေမဲ့တက်တန်းတူးထားတဲ့အပြစ်ရပါတယ်လို့တဖွားဖွားနှီးမျိုးစုံနဲ့ပြောတဲ့ မအားလာကတော့အပြည့်ရက်တယ်လို့စကြင်ညာတဲ့နေ့ကလေးကစပြီးမြန်မာနိုင်ငံရဲ့နေရာအနှံ့ပြအထူးသဖြင့်တိုင်းသာတော်လှန်ရေးတပ်ဖွဲ့တွေဒီ NUG PDF ပါဝင်တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်မှုအောက်မှာရှိတဲ့ဇေယုံနေစာတင်ကြောင်းတွေဘာသာရေးအဆောက်အုံတွေအဲတော့ကလေးငယ်တွေစာတင်နေတဲ့နေရာတွေကိုတောက်လျှောက်ဆိုသလိုလေကြောင်းတိုက်ခိုက်မှုတွေကိုယာနဲ့ချီပြီးတော့ပြုတ်လုလာခဲ့တာဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာတည်ဆုံရတဲ့ကလေးငယ်အမျိုးသမီးကိုဝင်ဆောင်အဖိုးအဖွားတွေပါဝင် ပြည်သူလူထုတည်ဆုံမှုဟာ သူတို့အပြစ်ရတဲ့ဆိုတဲ့ကာလတလျှောက်မှာပြန်ရည်တွက်ကြည့်မယ်ဆိုရင်ယာကနန်အထိရှိခဲ့ပါတယ်။ဒါကတော့အကျံဘတ်စရှုံးကောင်စီကအခုမှထပြီးတော့အပြစ်ရယာယီအပြစ်ရမှုကိုလိုက်နာကြဖို့ဆိုပြီးတော့ထပြီးတော့အော်လာလာပါအဲ့တော့အခုကမိုးရာသီလည်းတဖြည်းဖြည်းရောက်လာပြီးယာသီလူဆိုးရလာတဲ့အမြတေးကြတဲ့စရှုံးကောင်စီရဲ့ချက်လီရင်တွေတိုက်လီရင်တွေကလေချောင်းပြန်တမ်းမှုအတွက်အခက်အခဲရှိလာတယ် တော့ဒီချိန်အတွင်းမှာပဲခုနပြောသလို KNU ဘာဝင်တော်လိုင်းရေးတပ်ဖွဲ့တွေကလည်းအခု၈ရက်အတွင်းမှာစကန်5ခုထိတောင်မှသိမ်းနေဆိုတော့အခုမင်းအောင်လှိုင်တို့ဘက်ကအတန်ထွက်လာတာလေမဆန်းပါဘူးတော်ရပါတော့ရက်ကြပါတော့လိုက်နာပေးကြပါအောင်ဆိုပြီးတော့အတန်ထွက်လာတာမဆန်းပါဘူးခင်ဗျာစစ်တပ်ဆိုတာဘယ်တော့မှမကရီတလုံးကိုအလေးမထားဘူးဘူးအပြည့်ရတဲ့ပြောပြီးတော့တော်လိုင်းတက်တွေအင်အားနေအောင်စီးဖောက်ဝင်တိုက်တယ်ဆိုပြီးနိုင်ငံတကာမှာ အကြမ်းဖက်ဖြစ်အောင် လုပ်နေတာပဲဆိုပြီးစီဒီယံဘူကြီးဖုံးတိုက်ကပြောဆိုပါတယ်အဲ့တော့ဆက်ရှုံးကောင်စီတက်မှာနှစ်များစွာနေခဲ့တဲ့ဘူကြီးတူစီဒီယံလောက်လာတဲ့ဘူကြီးတူကတော့ဆက်ရှုံးကောင်စီတက်နဲ့ပတ်သက်ရင်စစ်တက်ဆိုတာဘယ်တော့မှဂရိစကားတစ်လုံးကိုဂရိစကားတစ်ခုကိုတီးခဲ့တဲ့သူတွေမဟုတ်ဘူးအဲ့တော့စီဒီယံဘူကြီးသုံးသက်တယ်လို့မျိုးပါပဲဒေါ်လိုင်းတက်ဖွဲ့တွေကိုနိုင်ငံတကာရဲ့အမြင်မှာသူကတော့ပြည့်ရထားတယ်ဒီမှာတိုက်နေကြကျွန်တော်စကန်းတွေကိုလာသိမ့်နေကြတယ်ဆိုပြီးတော့ အကြံဖက်ပုံစံနဲ့မြင်အောင်တပူပူတစားစားအော်ပြနေတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒါကတော့ပထမဆုံးကျွန်တော်တို့တွေ့မြင်ရတဲ့မင်းအောင်နိုင်ရဲ့ယင်းပူစွာနဲ့ထွက်လာတဲ့ယင်းပူပူဘလောင်စုစုနဲ့ထွက်လာတဲ့စကားသံတွေပဲဖြစ်ပါတယ်အဲ့တော့နောက်သတင်းတစ်ပုဒ်ကမြန်မာနိုင်ငံမှာလူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝတ်မှုတွေကိုလူသားမျိုးတွေပေါ်ကျူးလွန်နေတဲ့ဒီရာဇဝတ်မှုတွေကိုပါဝင်ပတ်သက်နေတဲ့စစ်ရှုံးကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတက်ဖွဲ့ခေါင်းဆောင် ံမြင့်တန်းပါဝင်အရာရှိကြီးတွေနဲ့လက်နက်သက်ရုံမှု28ဦးရဲ့အမိစင်းကိုနိုင်ငံတကာနဲ့ NUG ကအရေးယူနိုင်ဖို့အတွက်တမာဖွံ့ဖြိုးရေး Institute ကဒီကနေ့ထုတ်ပြန်လိုက်ပါပြီအဲတော့တကယ်ကိုကာကွယ်ပစ္စည်းစက်ရုံနေမှာပြည်သူတွေကိုတေချေဖို့အတွက်ပြည်သူတွေကိုတတ်ဖြတ်ဖို့အတွက်ဤမျိုးစုံနဲ့မြေပြင်ကရောဝေဟင်ကရောဒရုန်းတွေရောပါရာမော်တာလို့ခေါ်တဲ့စက်တက်လေထီးတွေရောအမျိုးမျိုးကျဲဖို့အတွက်လိုအပ်နေတဲ့ အသီးတွေလက်နက်တွေမျိုးစုံကိုထုတ်လုပ်ပေးနေတဲ့တရားခံတွေကိုဖော်ထုတ်လိုက်တာဖြစ်ပါတယ်အဲ့တော့မြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တဏ္ဍများနောက်ွယ်မှာသွေးစွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်သူများအားဖော်ထုတ်ခြင်းဆိုပြီးသူတေသနအစီရင်ခံစာတစ်စောင်ကိုတမာဖွံ့ဖြိုးရေး Institute ကထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ် ဓမ္မ Institute အနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကိုတိကျခိုင်လုံတဲ့အချက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။အစိုးရကသာမှဖော်ထုတ်ထားသူတွေအပေါ်ဒဏ်ခတ်ပေးဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုပြီးဓမ္မဖွံ့ဖြိုးရေး Institute ကတာဝန်ရှိသူမိဓမ္မကပြောဆိုပါတယ်ခင်ဗျာ။အဲ့တော့အစိုးရကစားမှဒီစေအုပ်စုကျွန်းလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်အသုံးပြုတဲ့ဆလနက်တွေကိုထုတ်လွှင့်ရမှာအဓိကတာဝန်ရှိသူတွေဖြစ်တဲ့ ်ကာကွယ်ပစ္စည်းထုတ်လို့ရအရာရှိချုပ်ယုံကကထုတ်ရအရာရှိချုပ်ဒုတိယအရာရှိချုပ်2ဦးနဲ့ကာကွယ်ပစ္စည်းထုတ်တဲ့စက်ယုံ25ခုကစက်ယုံမှုတွေကိုဖော်ထုတ်ထားတာလည်းဖြစ်ပါတယ်စစ်ကြောကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လို့ရအရာရှိချုပ်ယုံကကထုတ်ရအရာရှိချုပ်ကတော့ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်2ဦးကတော့ဗိုလ်ချုပ်ကိုကိုလွင်နဲ့ဗိုလ်ချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရှိရပါတယ်အဲ့တော့ ကံမြင့်တန်းကနေကံနှိမ်တန်းဖြစ်မဲ့သတင်းတွေမျိုးအောင်ကနေမျိုးတုံးမဲ့သတင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပါအဲ့တော့နောက်ထပ်ဆက်ရှုံးကောင်စီအထိနာနေတဲ့ရှမ်းတောင်ဘက်ကသတင်းတွေကိုဆက်ပြီးပြောပြကြမှာပင်လောင်းမြို့နယ်စောင်းမြောင်းကျေးရွာမှာရှိတဲ့ဒီရှမ်းပြည်နယ်တောင်ပိုင်းစောင်းမြောင်းကျေးရွာမှာရှိတဲ့ဆက်ရှုံးကောင်စီတပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ရမှာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပါအဝင်စစ်သားများပြားတည်ဆုံးကစစ်တုံးမန်းနဲ့ဒီလက်နက်ခဲယံအများပြားသိမ်းဆီးရရှိခဲ့ကြောင်း ဖဲကွန်ပီဒီရဲ့တထောင်နှစ်တရင်ကရုပ်ပုံနေနဲ့တကွာသတင်းထုတ်ပြန်လာပါတယ်အဲ့တော့မေလာ18ရက်နေ့ကနေစခဲ့တဲ့ပင်လောင်းမြို့နယ်စောင်းမြောင်းကျေးရွာမှာရှိတဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်သား PNO ပြည်သူစစ်တီပူးပေါင်းပြီးတော့တက်ဆွဲထားတဲ့စစ်ရှုံးကောင်စီစခန်းကိုဂရီနီဒေါ်လာရင်ပူးပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစခန်းမကြဆုံးမှုအတွက်စစ်ရှုံးကောင်စီတက်ကလေချောင်းနေလက်နက်ကြီးပစ်ကူတွေအများအများတုံးပြပြီးတော့ခုခံခဲ့ပါတယ်အဲ့လိုခုခံပေမဲ့နောက်ဆုံးမှာတော့အခုလိုမျိုးလက်နက်အပုံလိုက်အပင်လိုက်နဲ့ အများပြားစစ်ရှုံးကောင်စီဘက်ကကားတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။လေကြောင်းနက်နက်ကြီးတွေနဲ့အပစ်ကူအမြောက်အများအုံပြုခုခံပေးမဲ့မေလ26ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကစစ်ရှုံးကောင်စီတပ်ဖွဲ့စခန်းတွေကိုသိမ်းပိုက်ရရှိခဲ့ကြောင်းအဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာပြည်သူပြည်သူစစ်ဘုံမှုအပါဝင်အတင်းအဓမ္မစစ်သားစုဆောင်ခံရသူပအိုလူငယ်တွေအများပြားတည်ဆုံးမှုရှိပြီးစစ်သုံးပန်းတွေလက်နက်ခဲယမ်းတွေအမြောက်အများသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။အခုအချိန်ထိစစ်ရေးတင်းမာနေတော့မယ်။ သူတို့ဘက်ကလည်းယာယီအဖြစ်စုတ်ခွာသွားပြီမြန်ပြီးတော့စစ်ကြောင်းထိုးမယ်အလားလာရှိတယ်အခုချိန်ထိပြည်သူတွေတွာလာဖို့စိတ်မချရသေးပါဘူးပြည်သူတွေတရီထားပြီးတော့တွာလာကြဖို့ပြောချင်ပါတယ်ဆိုပြီး green dollar ရဲ့တရေမြစ်တစ်ခုကသုံးသပ်ပြောဆိုပါတယ်ခင်ဗျာအဲ့တော့ဆောင်းမြောင်းကြီးရွာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာဖဲခုံ PDF တထောင်နဲ့တရင်နဲ့မဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါကတော့ကျွန်တော်တို့ရှမ်းတောင်ဘက်မှာစစ်ရှုံးကောင်စီတပ်ဖွဲ့ရဲ့ ြာဆုံးမှုကြာဆုံးခန်းတရင်ကြောင်းရာတွေပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်တရင်ကတော့ရှစ်ရက်အတွင်းမှာစခန်း၅ခုသိမ်းလိုက်နိုင်တဲ့ဘာတိတို့နော်နာမည်ပြောင်ဦးသိန်းနိုင်တို့တရင်ကိုလည်းဆက်ပြီးတော့ပြောပြကြင်ပါတယ်ဦးသိန်းနိုင်တို့ကတော့ဒီရက်အတွင်းမှာတော်တော်ကိုလက်တံပြောင်းနေတဲ့အနေထားပါအဲ့တော့ဦးသိန်းနိုင်တို့ရှစ်ရက်အတွင်းမှာသိမ်းခဲ့တဲ့စခန်းကြောင်းတွေကိုဆက်ပြီးတော့ပြောပြပါမယ်မြန်မာထိုင်းနယ်တက်မှာရှိတဲ့ဆက်ရှုံးကောင်စီတက်စခန်း၅ခုကိုဒေါ်လာရင်းပူပေါင်းတက်ကမေလ နောက်ဆုံးဘက်တွင်မှာတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးဆက်ရှုံးကောင်စီတန်းကနေလက်နက်ခင်းရန်များစွာရရှိခဲ့ပါတယ်ခင်ဗျာမေလာတတိယဘက်မှာတမ6နင်းမြေမြောက်ရီမြို့နယ်အတွင်းဆက်ရှုံးကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်ခဲ့ရမှာမေလာ23ရက်မှာဘလဲတိုတပ်စခန်းမေလာ28ရက်မှာကနေလီတပ်စခန်းမေလာ29ရက်မှာရွှေအေးမြိုင်တပ်စခန်းမေလာ30ရက်ဒီမနက်ပိုင်းမှာဘေးရောင်တပ်စခန်းနဲ့မော်ခီးတပ်စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်တမနက်ထဲနဲ့နော် စခန်းတစ်ခုကိုဥသိမ်းနိုင်လို့လက်တံပြောင်ပြောင်နဲ့သိမ်းပြသွားတာဆစ်ရှုံးကောင်းဒီတက်ကဘလူများဘလူစခန်းနေမလို့များဒါလောက်မြန်မြန်ဆန်ဆန်လက်လှုပ်ပေးရတာလည်းမသိဘူးเนาะကျွန်တော်တို့အဲ့အယောင်းရတွေတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့နောက်ရက်အချိန်နေရအချိန်ခါပေးလို့ရှိရင်ဆစ်ရှုံးကောင်းဒီတက်ဖွဲ့ဘက်ကနေပြီးတော့ဘုံမူယာဒူအထိတာဝန်ထမ်းဆောင်ပြီးတော်လိုင်းရေးဘက်မှာပြည်သူ့ရင်ဝင်ကိုခိုးလုံလာတဲ့ဘုံမူတင်လဲအောင်လဲကျွန်တော် အဲ့ဒီအကြောင်းလေးကိုမေးမြန်းပြီးတော့ပြည်သူတွေသိအောင်ပြောကြည့်ပါဦးကျွန်တော်လည်းတော်တော်စိတ်ဝင်စားပါတယ်ရှစ်ရက်အတွင်းမှာ၅ခုအထိတောင်အသိခံရတဲ့သကန်းဆိုတော့အင်းအားနေတာလားဒါမှမဟုတ်ရှင်စစ်ရှုံးကောင်စီတပ်ဖွဲ့တွေဘလောက်ထိများကြောက်ဒူးတုံပြီးတော့ဘလူတွေများဖြစ်နေလဲဆိုတဲ့အကြောင်းအရာကျွန်တော်တို့ဆက်ပြီးတော့ပြောပါဦးမယ်အဲ့တော့နောက်ထပ်ဆက်ပြောရမယ်ဆိုရင်ကင်မျိုးသားလူမျိုးကြီးတက်မလို့ KNL KNDO PDF ပူးပေါင်းတက်တွေတည်ယူနိုင်ခဲ့တဲ့တပ်စခန်း၅ခုတွေကဘလဲလို့စခန်းနဲ့ကနေလေးတပ်စခန်းက လက်နက်ကြီးတွေအပါဝင်လက်နက်မျိုးစုံအလက်150ခန့်အမလီအပပ150တိမ်ပတ်ရရှိခဲ့ပြီးဒီကြံတက်စခန်းသုံးခုကဆက်ရှုံးကောင်စီတပ်သားတွေစခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့တရိန်မြချိုကပြောပါတယ်အဲ့တော့150ဆိုတော့တော်တော်လေးကိုများပါတယ်မော်ခီလည်းပါတယ်ရန်သူကတော့ထွက်ပြေးနေတယ်လို့သိရပါတယ်ရွှေအင်းမြိုင်ကတော့ဘာမှမရဘူးနော်သူတို့ကလည်းထွက်ပြေးကုန်ပြီဘင်းအောင်လည်းထွက်ပြေးနေတယ်ရန်သူကတော့ထွက်ပြေးလိုက်တော့စခန်းတွေတွားရှင်းနေတာဆိုပြီးကရင်တရိန်မြကြီးက ပြောဆိုပါတယ်ခင်ဗျာအဲတော့ပြေးပွဲပြိုင်ပွဲကျင်းပနေတဲ့အလားစစ်ရှုံးကောင်စီတပ်သားတွေကတော့နော်နောက်ကြတဲ့ဖောက်နောက်ကြတဲ့ sorry နောက်ကြတဲ့ခြေတော်တစ်ဆက်ဖောက်ဆိုပြီးတော့ကြွမီးတန်းအောင်ပြေးနေကြပါပြီကဲနီဘိုးအနေနဲ့ဘလဲဒိုနဲ့ကနဲလီတက်စကန်သိမ့်ပိုက်နိုင်မှုကိုဒိန်းစီရရှိထားတဲ့လက်နက်ခဲယမ်းတွေကိုထုတ်ပြန်ထားပါတယ်အဲ့တော့ဒေါ်လိုင်းပူပေါင်းတက်တွေဟာဘရင်တော်ကုန်းတက်စကန်နဲ့တပြိုင်တည်းတိုက်ခတ်ရမှာဒီကနေ့မေလ30ရက်မနက်မှာဘရင်တော်ကုန်းတက်စကန်နဲ့မော်ခီကြီးအော်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့နေကြား တက်စခန်းကိုတင်ပတ်ရရှိလိုက်တာလည်းဖြစ်ပါတယ်ဒါကတော့ဗတိဥသိမ်းနိုင်တို့ရဲ့လက်တံပြောင်းပြောင်းမြန်မြန်ဆန်ဆန်နဲ့တင်ပတ်နေမှုသတင်းအခြေအနေပါအဲ့တော့ဒီကနေ့ညပိုင်းမှာနောက်ဆုံးတွေ့ရတဲ့သတင်းကတော့အာဏာသိမ်းပြီးတဲ့နောက်မှာမြန်မာပြည်သူတွေစိုးစိုးဝါးဝါးခံစားနေရတဲ့လက်သစ်တအားမလုံလောက်မှုပြဿနာဟာမြေဆုံစီမံကိန်းကိုအကောင့်ထဲမပေါ်နိုင်လို့ဖြစ်တယ်ဆိုပြီးစစ်ကောင်းဆောင်မအားလာကညံဒီညံနဲ့ကလင်စစ်ညှန်းစင်ပြီးတော့ ပြောလာပြန်ပါပြီအဲ့တော့မြေစုံစီမံကိန်းကိုအကောင့်ထဲဖွင့်နိုင်မယ်ဆိုရင်တော့လိုအပ်တဲ့လျှက်စစ်ထက်တောင်ပို့ပြီးတော့ထုတ်လုပ်နိုင်မှာလို့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာပြောဆိုခဲ့တာဖြစ်ပါတယ်မြေစုံဆောက်လိုက်ရင်စီမံကိန်းဟာအစိုးရက15ရာခိုင်နှုန်းရှယ်ယာပါဝင်ထားတဲ့အတွက်စစ်ရုံးကောင်စီအကျိုးမြတ်ရရှိမှာဖြစ်ပေမဲ့မြေတစ်လျှောက်ကပြည်သူတွေခံစားရမယ်နောက်ဆက်တွဲတက်ရောက်မှုတွေကိုပြင်းပြင်းထန်ထန်ခံစားကြရမယ်လို့သဘောပတ်ဝန်းကျင်ရေးရာပညာရှင်တွေကထောက်ပြကြပါတယ်ခင်ဗျာအဲ့တော့ ပြန်ပြီးတော့သတင်းတွေကိုချိတ်ဆက်ပြီးဆက်ဆက်ကြည့်မယ်ဆိုရင်ရုရှားကပြန်လာတဲ့အချိန်မှာရုရှားကိုရောက်နေတဲ့အချိန်မှာရှီဂျစ်ဖင်နဲ့တွေ့တယ်တွေ့ပြီးတဲ့အခါမှာသူကရဲရဲတင်းတင်းနဲ့နောက်မှာတရုတ်ကြီးပထွေးကြီးတော့ရှိနေပြီဆိုပြီးတော့ပြောလာတယ်ရွေးကောက်ပွဲကိုကူညီမယ်နောက်ခံနေနဲ့သူကြောတော့နောက်ခံရှိပြီလို့ပြောလာတာပေါ့အားလုံးသတိထားမိကြမှာပါအဲ့ဒီနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့တရုတ်စစ်သားတွေရုရှားစစ်သားတွေပညာရှင်တွေဒရုန်းပညာရှင်တွေတင့်တင့်ကားမောင်းသူပညာရှင်တွေ စရှုံးကောင်စီတပ်ဘက်ကနေပြီးပါဝင်ပြီးကူတိုက်နေတဲ့သတင်းတွေကိုတစားတစားကျွန်တော်တို့ကြားလာကြရတယ်တွေ့လာကြရတယ်အခုစီမံကိန်းတွေတရုတ်နဲ့ပတ်သက်တဲ့စီမံကိန်းတွေဘက်ကိုမြားဦးပြန်လှည့်လာပြန်ပါပြီအဲ့တော့စရှုံးကောင်စီကိုဟိုစရှုံးကောင်စီကပထွေးတော်ထားတဲ့တရုတ်ကတော့ဘာမှမရဘူးဆိုရင်သူကပထွေးလုံးမှာမဟုတ်ဘူးအဲ့တော့မြန်မာပြည်မှာရှိတဲ့တယံဇာတာတွေတဲကသူတို့အကျိုးမြတ်ရမယ်အရာတွေတဲကစီမံကိန်းတွေကိုတဘောတူညီမှုဘလောက်ဘလိုမျိုးတွေရထားလို့ အဲဒီလိုမျိုးအာမခံချက်ပေးနိုင်တယ်ဆိုတာခုတဖြည်းဖြည်းနဲ့စစ်ချုံးကောင်တီဘက်ကပြစ်ဆုံးကိုပြန်ဆမယ်ဆိုတဲ့သကားတန်နေနဲ့ပြန်ဆက်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့သုံးသက်ဝေဖန်ပိုင်းခြားကြည့်လို့ရနိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့စောင့်ကြည့်ရပါမယ်မြန်မာပြည်မှာ ရှိတဲ့ပစ္စည်းမှန်သမျှ twin ထွက် ရေထွက်မြေကြီးကထွက်တာဟောမိုးဘဝကကြတာဟောရေတွေကထွက်တာဟောထွက်တာမှန်သမျှဟောအကုန်လုံးရောက်စားမယ်မအားလာပါရောက်စားမယ်ဆိုတာလေတိုင်းပြည်တိဆောက်ဖို့ပြည်သူလူထုကောင်းစားဖို့ ဆိုတာမျိုးတော့ကျွန်တော်တို့စိုးစင်းမြစဉ်းစားလို့မရပါဘူးသူ့အိတ်ထဲကိုရသမျှထည့်မယ်နောက်ဆုံးကိုပိုင်လင်းကြီးလည်းရှိပြီဆိုတော့အချင်းနေမဟန်လို့ပြေးရပြီဆိုရင်တော့အိတ်ထဲမှာအပြည့်အိတ်နဲ့ပိုက်သွားဖို့အတွက်ကြံစီနေတဲ့အကြံစီဆိုတာကိုကျွန်တော်တို့ပြည်သူတွေမရိပ်မိဘူးလို့ဒီကောင်ထင်နေလိမ့်မယ်ထင်တယ်အဲ့တော့ပြည်သူတွေကိုအရင်လိုမျိုးပြည်သူတွေကိုတရင်အမောင်ချပြီးတော့အရင်လိုမျိုးပြည်သူတွေကိုအဆက်တော်တွေဖြတ်ပြီးတော့လုလို့ရတဲ့ခေတ်စနစ်အခြေအနေမဟုတ်တော့ဘူး ပြည်သူတွေဘလောက်ထိသိနေပြီဆိုတာကိုအခု တော်လိုင်းရေးအရွေတွေတော်လိုင်းရေးမှာပြည်သူတွေပါဝင်နေမှုတွေကတက်တည်ဖြစ်တယ်ဆိုတာကိုမအားလားတယောက်ကိုသိစေချင်ပါတယ်ဒါကတော့အတော့ကျွန်တော်တို့ညပိုင်းမှာတွေ့ရတဲ့ထူးထူးခြားခြားပြတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့ပြတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ပါမယ် ်ကျွန်တော်ရဲ့ YouTube channel မှာမှတ်ချက်တွေသုံးသက်ချက်တွေဝေဖန်ချက်တွေအကြံပြုချက်တွေရေးသားပေးကြဖို့လဲထပ်မံဖိတ်ခေါ်ပါရစေတစ်ဆက်တည်းမှာပဲ channel လေးကို subscribe လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုလည်းတီးခဲ့ပေးဖို့နှိုးဆော်ပါရစေခင်ဗျာ